အာမင်္ဂလာပါကိုတိုင်ထွန်းရှင်အာဒီကနေ့20ရက်နေ့မှာစစ်ကောင်စီရဲ့လူငယ်တတခွင့်ပေးတဲ့နေရာမှာနိုင်ငံရေးကျင်းသားများဟိုဘလောက်ထိပါဝင်ပါတယ်ရှင်ကျွန်တော်ပြောလို့ရတာကဒီခေါက်လူငယ်ကလည်း900ခန်းတုံးအောက်လောက်ပဲနိုင်ငံရေးကျင်းသားတွေပါနိုင်တယ်ဗောနော်စုစုပေါင်းလွတ်လူရဲ့900ခန်းတုံးအောက်လောက်ပဲပါနိုင်တယ်အဲ4800ကျော်လောက်လွတ်တဲ့နေရာမှာကျွန်တော်တို့နိုင်ငံရေးကျင်းသားပါဝင်မှုကအဆုံးတော့ကိုမရှိဘူးလို့ပဲပြောရမှာပါဗျကျွန်တော်ပြောနိုင်တာကတော့400ခန်းတုံးပတ်ချတယ်ပဲလွတ်တယ် တရာခိုင်နှုန်းမှာမှ၄ရာခိုင်နှုန်းတော့ပဲပါတယ်အစွန်းနှုတ်ကိုမရှိဘူးဒီနှစ်ခုကိုတော့ကျွန်တော်ရဲရဲပြောလို့ရပါတယ်ဗျဒီကြတိရတလောက်ကတော့အခုလွမြောက်လာသူတွေဟာလူရဲစိတ်ကံဒီလူတွေညားတယ်လို့လည်းတရားလို့လေအဲ့ဒါလေးလည်းပြောပြပေးပါအောင်ရှင်အဲဟုတ်တယ်ဗျအများအပြားကတော့လူရဲနီးတူတွေပါဝင်လာတာများတယ်ပြီးတော့ငားငားတွေပါလာတာများပါတယ်ဗျဟုတ်ကဲ့ပါနိုင်ချင်းနေအနေနဲ့ရောဘလူပုံးမတွေပါဝင်ပါသလဲရှင်ကောင်စီနေနေတော့ငားငားတွေကိုလွတ်ပေးတယ်ပေါ့နော်ဒါငားငားတွေကလွတ်ငိမ့်နေမှာပါလေးရှိတယ်ဒါပေမဲ့ အဲအချင်းအောင်ရီထဲမှာကျွန်တော်တို့အခြားပုံမတွေအချမ်းဖက်ပုံမတွေလက်နက်ကင်တဲ့ပုံမတွေအဲထောက်ဖို့ပုံမတွေနဲ့ဖန်ခံထားရတဲ့သူတွေတချို့ကတည်တံ့ကြခံထားရတယ်နှစ်ကြီးကြခံထားရတဲ့သူတွေများစွာရှိနေစေဖြစ်ပါတယ်အဲဒီလူတွေကိုမပါလာအောင်လဲစစ်ကောင်စီကထုတ်ပြန်ချက်ထုတ်ပြန်တဲ့အထက်မှာနေပဲတိတိကျကျကိုမှဒါသူတို့ကဖိတ်ပင်ထားတာကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့အချင်းအောင်ထဲမှာမတရားဖန်ဆီးခံထားတဲ့နိုင်ငံရေးကျင်းသားတွေအားလုံးလွတ်မြောက်ဖို့ဆိုရင်တော့ကျွန်တော်တို့ တော်လိုင်းကိုအမြန်ပြီးတက်ဖို့လိုအပ်တယ်လို့တော်လိုင်းမပြီးခင်ကာလမှာလည်းအချင်းထောင်တွေကိုကျွန်တော်တို့တော်လိုင်းတက်ဒီကိုယ်တိုင်ကဒါထောင်တကားတွေကိုသူချိုးဖြတ်ပြီးမှပဲနိုင်ငံချင်းသားလွတ်မြောက်ရေးကိုဝိုင်းဝန်းစူးစမ်းမှပဲကျွန်တော်တို့ရလိမ့်မယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်ဗျာဟုတ်ကဲ့ပါကိုအခုနောက်ဆုံးအနေနဲ့ပေါ့နော်လက်ရှိ VPM ကထုတ်ပြန်ထားတဲ့ဒီကနဦးစင်းတွေပြင်မောဒီနိုင်ချင်းတွေကထပ်တိုးလာဖို့ရှိအောင်လားရှင်အဲ့ဒါလေးလည်းပြောပြပေးပါအောင်နော် ဒီပေဘကထုတ်ပြန်တဲ့အခါကအဲ့ဒါကနေဦးသူတို့တည်ပြုပြီးတာထောင်နေပဲပေါ့နော်တခြားထောင်တွေကိုတော့ဆက်ပြီးမှအတည်ပြုနေစေဖြစ်တယ်ခင်ဗျာပြီးမှတော့ဖြည့်ဆွေးရမယ့်ဟာတွေကတော့ရှိလိမ့်မယ်9000 9000အတည်ပြုပြီးတိုင်းတစ်ခေါက်ထုတ်ပြန်ခိုင်းနေရဖြစ်တဲ့အတွက်ကအဲနည်းနည်းတော့ထပ် average ရောရှိအောင်မယ်တချို့ထောင်တွေကဒီနေ့မရပဲနဲ့မနေ့ပြန်တော့ကြာမှာပဲအချောတက်ကထွက်လာမှာမှဒီနေ့ကတော့ကနေဦးတည်င်းမဲ့ရနိုင်မဲ့အခြေအနေဖြစ်တယ်ဗျာ